များပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့မေလ15ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီအပေါ်တရုတ်ထောက်ခံနေမှုကလွေမားတဲ့လောင်ကျဲထမ်းမှုလို့ကုလအကြံပေးဟောင်းတွေပြောတဲ့သတင်းတာလေဗျူဟာစကန်ကို KNU တင်ပိုက်ခဲ့တဲ့သတင်းကြောက်တော်မျိုးကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုထမ်းမှန်ပြုလုပ်ခဲ့လို့ခုနှစ်ဦးသေဆုံးခဲ့တဲ့သတင်းစစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကို အာဆီယံမြင်အောင်ကြည့်ဖို့45 right တိုက်တွန်းတဲ့တဲ့ရင်အပြည့်အခက်ရက်တဲ့ဆိုပေမဲ့စစ်ကောင်စီကဘုံကျဲတက်ခမ်းမှုတွေပြုလုပ်ပြီးအစုလိုက်အပြုံလိုက်တက်ဖြတ်နေရလို့ပြင်သစ်တန်ယုံပြောတဲ့တဲ့ရင်ဖန်စစ်ခံထားရတဲ့အိန္ဒိယနေချာဆောင်တပ်သားကိုပါကစ္စတန်ပြန်လွှတ်ပေးတဲ့တဲ့ရင်အစရှိရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးသတင်းတပုတ်အနေနဲ့စစ်ကောင်စီအပေါ်တရုတ်ထောက်ခံနေမှုကလွင်မာတဲ့လောင်ကျဲထက်မှုလို့ကုလအကြံပေးဟောင်းတွေပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုတ်နိုင်ငံအနေနဲ့မြန်မာအရေးအပေါ်မျက်နှာပြောင်တိုက်ဝင်ရောက်ဆွတ်ဖက်နေမှုနဲ့စစ်ကောင်စီအပေါ်စစ်ရဲအထောက်ပံ့ပေးနေမှုတွေဟာလွေမားတဲ့လောင်ကျဲထမ်းမှုတစ်ခု ဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကပြောဆိုလိုက်ပါတယ်။လက်ရှိတရုတ်ရဲ့လုပ်ရက်တွေဟာစစ်ကောင်စီကိုမကယ်နိုင်တဲ့အပြင်မြန်မာပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကိုရှေ့ကြဆင်းအောင်တမကစစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိရေးအတွက်လည်းနောက် နေကြံ့ကြာစေလိမ့်မယ်လို့ကုလသမဂ္ဂရဲ့ အကြံပေးကောင်စီဝင်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ SCCM ကပြောဆိုလိုက်ပါတယ်။တရုတ်နိုင်ငံဟာအခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးမှာမဆွတ်ဖက်ရင်မူကိုလက်ကင်ထားတယ်လို့ပုံမှန်ထုတ်ပြောဆိုလဲရှိပေမဲ့အဲ့ဒါဟာလိန်ညာမုံတစ်ခုသာဖြစ်တယ်လို့ SACM ကဆိုပါတယ် SACM ကမြန်မာပြည်သူအများပြောဆိုနေကြတဲ့လာရှုံမြို့ကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကပြန်ပေးလိုက်ရတဲ့ဖြစ်စဉ်မှာ တရုတ်ရဲ့ပါဝင်ပတ်သက်နေမှုကိုမိန်မောင်းထိုးပြောဆိုလိုက်တာပါလာရှိုမြို့သိမ်းတိုက်ပွဲတလတာကာလအတွင်း MNDAA နဲ့မဟာမိတ်တပ်ဖွဲ့ဝင်အ ਨੇ ဆုံး900လောက်ကြဆုံးခဲ့တယ်လို့တထောင်ဝန်းကျင်ဒဏ်ရရှိခဲ့တာဖြစ်ပြီးအဲ့ဒီမြို့ကိုစစ်ကောင်စီထံပြန်ပေးဖို့ဆုံးဖြတ်ချက်ဟာလည်း MNDAA PPLA PLA ရေးပေါ်တွေအပါအဝင်ကြဆုံးရေးပေါ်တွေကိုတစ္ဆာဖောက်တာဖြစ်တယ်လို့ SACM ကပြောပါတယ်တရုတ်ဟာစစ်ကောင်စီထံလာရှိုမြို့ပြန်အပ်ဖို့ MNDAA ကို နေမျိုးစုံနဲ့ဖိအားပေးခဲ့တယ်လို့နိုင်ငံတော်မရက်မနာလေချောင်းတိုက်ခိုက်ဖို့အတွက်တိုက်လီရင်တွေထောက်ပံ့ပေးထားတယ်လို့လည်း SACM ကထောက်ပြပါတယ်။ဒုတိယသတင်းတပုတ်အနေနဲ့တာလီဘျူဟာစခန်းကို KNU တင်ပိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖအန်ခရိုင်လှိုင်းပွေးမြို့နယ်အတွင်းကတာလီဘျူဟာစခန်းကိုတိုက်ခိုက်တင်ပိုက်ပြီးချိန်ဗိုလ်ချုပ်တဦးအပါဝင်စစ်သား9ဦးသေဆုံးပြီးဒုတိုက်ရင်မှုထွက်ပြေးသွားတယ်လို့ KNU ဗဟိုကသတင်းထုတ်ပြန်ပါတယ်။ ခလာယာ20လင်းနဲ့3တက်တက်အမြောက်တက်တို့အခြေစိုက်ထားတဲ့တညာကျိုးခေါ်တာလီဗျူဟာစခန်းကို မေလ7ရက်ည9နာရီအချိန်မှာကရင်မျိုးသားလက်မြောက်ရေးတပ်မတော် KNL နဲ့ကရင်မျိုးသားကာကွယ်ရေးတပ် KNDO တို့ပူပေါင်းတိမ့်ပိုက်ခဲ့တာဖြစ်ပြီးလက်နက်ခင်းရန်တွေလည်းတင်စီရမင်းခဲ့လို့သိရပါတယ်။ထွက်ပြေးလွတ်မြောက်သွားတဲ့စစ်သားတွေကိုလိုက်လံဖမ်းဆီးနေရလို့လည်း KNU ဘိုကဆိုပါတယ်။တာလီစခန်းကို1986ခုနှစ်မှာ စစ်တကစတင်တိဆောက်ခဲ့ပြီးစခန်းစတင်တိဆောက်တဲ့အရှင်ကစပြီးအနည်းပတ်ဝန်းကျင်ကကျေးရွာတွေမှာနေထိုင်တဲ့ပြည်သူတွေဟာလွတ်လပ်စွာသွာလာလောက်ကန်ရှာပွဲစားတောက်ခွင့်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ပြီးခဲ့မေလ9ရက်ကလည်းထိုင်းမြန်မာနေဆက်က KNU ရဲ့တဝဲဘိတ်ခရိုင်ခရိုင်ဌာနချုပ်နဲ့တပ်မဟာဌာနချုပ်ဟောင်းရှိတဲ့တိခိဒေတာကိုစစ်ကောင်စီလက်ထဲကနေအလုံးစုံပြန်လဲတင်ပိုက်နိုင်ခဲ့ရလို့ KNU ကထုတ်ပြန်ပါသေးတယ်။ တတိယသတင်းတပုတ်အနေနဲ့ကြောက်တော်မျိုးကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုထပ်မံပြုလုပ်ခဲ့လို့ခုနှစ်ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရခတက်တော် AA ထိန်းချုပ်ထားတဲ့ကြောက်တော်မျိုးကိုမေလ15ရက်ကစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခတ်မှုထပ်မံပြုလုပ်ခဲ့လို့ခုနှစ်ဦးသေပြီးလေဦးဒဏ်ရာရှိခဲ့လို့သိရပါတယ်။ကြောက်တော်မျိုးရွာမိုက်ချက်ွက်ကိုဒီကနေ့နေ့လယ်2နာရီဝန်းကျင်မှာ9မိနစ်ရှာပြီးဘုံနှလုံးကြေးရှာတိုက်ခတ်ခဲ့တယ်လို့ နှစ်နာရီဆက်လင်မိနစ်အချိန်မှာလဲအတွေးလိုက်6လုံးပြစ်ခတ်ခဲ့တဲ့အပြင်တခြားနေရာတွေကိုလည်းပြစ်ခတ်တိုက်ခတ်မှုတွေပြုလုပ်ခဲ့လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီကအခုလေကြောင်းတိုက်ခတ်မှု ပြုလုပ်ခဲ့တဲ့နေရာဟာပြည်ခဲ့မေလ14ရက်တုန်းကဘုံကျဲတိုက်ခတ်ခဲ့တဲ့နေရာဖြစ်တယ်လို့သိရပါတယ်ပြည်ခဲ့မေလ14ရက်ကလည်းရွာမရက်ွက် ရွှေချောင်းဖုံးကြီးချောင်းအနောက်လမ်းကိုစစ်တပ်ကလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့အရက်သား၃ဦးသေဆုံးပြီး၃ဦးဒဏ်ရာရှိခဲ့တယ်လို့ကြောက်တော်မြို့နယ်ပြည်သူတွေကဆိုပါတယ်စစ်ကောင်စီကမေလကုံအထိအပြစ်ကက်ရက်စရဲကာလဖြစ်တယ်ဆိုပြီးထုတ်ပြန်ထားပေမဲ့ရခိုင်ပြည်နယ်ကတော့လေချောင်းဖုံးကြီးတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုအာဆီယံမြေအောင်ကြည့်ဖို့45 right တိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာဆီယံဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမမြင်ရှင်းအောင်ဆောင်တဲ့လက်ရှိရှင်းကမ်းမှုကိုဆွန့်လင်းသင့်ပြီလို့45 right ကတိုက်တွန်းလိုက်ပါတယ်။မေလာဆက်နှစ်က စကိုင်းတိုင်းဒီပင်းရဲမြို့နယ်အိုတိန်တွင်ကြေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီး45 right ရဲ့သတင်းထုတ်ပြန်ချက်မှာထစ်သွင်းတိုက်တွန်းသွားတာဖြစ်တယ်လို့စစ်ကောင်စီထံလင်းစီရောင်းချတာလွှဲပြောင်းပေးတာတွေကိုတားမြစ်ဖို့အရေးပေါ်အစီအမံတွေစတင်ဆောင်ရွက်သင့်ပြီလို့ဆိုပါတယ်။ အရက်သားတွေကိုတိုက်ခိုက်တာစစ်ရေးပြင်းမဲ့တဲ့အရက်သားပြင်းမဲ့ခွဲခြားမှုမရှိတဲ့မတိကျတဲ့တိုက်ခိုက်မှုတွေကိုနိုင်ငံတကာဥပဒေမှာအတိအလင်းတားမြစ်ထားပြီးအိုတင်နေရွာစာတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရမှုဟာစစ်ရေးဆိုင်ရာတရားဝင်တိုက်ခိုက်နိုင်တဲ့အခြေအနေတဆုံတရာမရှိတဲ့အတွက်ရာဇဝတ်မှုမြောက်တယ်လို့45 right ကပြောပါတယ်။လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဟာမြန်မာပြည်သူတွေကိုကာကွယ်ဖို့အရေးပေါ်အစီအမံတွေအဆိုပြုတင်ပြီးအဲ့ဒီအစီအမံအထက်မှာစစ်ကောင်စီကို လီယင်စီလက်နက်နဲ့နိုင်ငံရေးဆိုင်ရာအတိမတ်ပြုမှုကနေတားဆီးဖို့လှုပ်ဆောင်တင်တယ်လို့လဲဆိုထားပါတယ်။ပြင်းထန်စွာကံကွယ်ရှုတ်ချတဲ့အကြောင်းထုတ်ပြန်ရုံနဲ့စစ်ကောင်စီကိုရက်တန့်စေနိုင်မှာမဟုတ်တဲ့အတွက်အာဆီယံအနေနဲ့ချက်ချင်းအရေးယူမှုတွေဆောင်ရွက်ရမှာဖြစ်တယ်လို့45ရက်ရဲ့လူခွင့်ရေးစုံစမ်းစစ်ဆေးရေးတာဝန်ခံကိုဆိုင်အာကာကပြောပါတယ်။ဆက်လက်ပြီးအပြည့်ရထားတဲ့ဆိုပေမဲ့စစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ပြီး အစုလိုက်အပြုံလိုက်တက်ဖြတ်နေရလို့ပြင်သစ်တန်ယုံပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အပြစ်ရထားတဲ့ဆိုပေမဲ့စစ်ကောင်စီကဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ပြီးပြည်သူတွေကိုအစုလိုက်အပြုံလိုက်တက်ဖြတ်နေရလို့ပြင်သစ်နိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့ပြောရေးဆိုခန်းရှိသူကပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့မေလ7ရက်ကအိုတိန်နေရွာစာတင်ကျောင်းကိုစစ်ကောင်စီကလေကျောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်တွေအပါအဝင်လူပေါင်းများစွာတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့တဲ့အတွက် အဲ့ဒီတိုက်ခိုက်မှုကိုပြင်သစ်နိုင်ငံကအပြင်းထန်ရှုံးချရဲလို့ဆိုထားပါတယ်ဒါအပြင်စစ်ကောင်စီကအပြည့်အခက်ရက်စေထားတဲ့ဆိုပေမဲ့လက်တွေ့မှာလုံးဝဆန့်ကျင်ဘဲဖြစ်ပြီးဒီပြင်းစာတင်ကြောင်းကိုဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်ဟာစစ်ကောင်စီရဲ့အစူလိုက်အပြုံလိုက်တပ်ဖြတ်မှုအသစ်တစ်ခုဖြစ်တယ်လို့ထောက်ပြပါတယ်စစ်ကောင်စီဟာပြီးခဲ့ရက်သက်တပတ်အနည်းငယ်အတွင်းကလည်းငလျင်လှုပ်ခတ်ခဲ့တဲ့ဒေသတွေမှာမကြံဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရလို့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် ဆက်လက်ပြီးပြင်သစ်နိုင်ငံအနေနဲ့မြန်မာပြည်သူတွေနဲ့အတူရပ်တည်လျက်ရှိပြီးနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုလေဆာလိုက်နာကြဖို့အကြမ်းဖက်မှုနဲ့အဆုံးသတ်ဖို့နဲ့ပဋိပက္ခမှာပါဝင်သူအားလုံးတွဲဆုံဆွေးနွေးအပြေရှာဖို့တောင်းဆိုထားပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ဖန်ဆီးခံထားရတဲ့အိန္ဒိယနေရှားဆောင်တပ်သားကိုပါကစ္စတန်ပြန်လွှတ်ပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်ကြတဲ့အိန္ဒိယနဲ့ပါကစ္စတန်အကြား လေးရကြာပဋိပခအပိမှာအပြစ်ခက်ရက်စင်းတဲ့အတူတင်းမာမုံကြောကြလာတဲ့လက္ခဏာအသစ်တစ်ခုအနေနဲ့ပါကစ္စတန်ဟာဖမ်းဆီးထားတဲ့အိန္ဒိယနေရှားဆောင်တပ်သားတဦးကိုဗုဒ္ဓဂူနဲ့မှပြန်လွှတ်ပေးခဲ့ပါတယ်ပါကစ္စတန်စစ်တပ်ဟာဗုဒ္ဓဂူနဲ့မှတိုက်ပွဲအတွင်းတစ်ဆုံးသူအရေအတွက်အသစ်ကိုကျင်ညာခဲ့ပြီးအိန္ဒိယရဲ့ရက်စက်တဲ့အကြောင်းမဲ့တိုက်ခိုက်မှုတွေကြောင့်အရက်သား၄၀ဦးတစ်ဆုံးခဲ့ပြီးသူတို့အထက်ကထဝက်ဟာအမျိုးသမီးနဲ့ကလေးတွေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ် ဒါအပြင်စစ်စင်ရဲတွေအတွင်းစစ်မုံထမ်း73ဦးလည်းတည်ဆုံခဲ့လို့ပြောပါတယ်။အိန္ဒိယကတော့သူတို့ဘက်ကအရက်သား15ဦးနဲ့စစ်သား5ဦးတည်ဆုံခဲ့တဲ့အကြောင်းထုတ်ပြန်ထားတယ်လို့အစပိုင်းမှာနှစ်ဖက်စလုံးကအပြစ်ခတ်ရက်စရဲအပေါ်ရှုံးဖောင်းမှုတွေရှိခဲ့လို့အပြန်အလှန်ဆွဆွဲထားကြပေမဲ့အပြစ်ခတ်ရက်စဟာဗုဒ္ဓဂုဏ်နဲ့အထိဆက်လက်တင်မြင်နေပုံကြပါတယ်။ပါကစ္စတန်စစ်တပ်ကအိန္ဒိယလေယာဉ်5စင်းကိုပြစ်ရှာခဲ့လို့ပြောကြားခဲ့ပြီးအိန္ဒိယကတော့လေယာဉ်ဘလောက်ဆုံးရှုံးခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမရှိသလိုအ ਨੇ ဆုံးတိုက်လေရင်၃ဆင်းအိန္ဒိယလေပိုင်နက်ထဲကိုပြတ်ကျခဲ့လို့လုံခြုံရေးသတင်းရင်းမြစ်တူကတော့ AFP ကိုပြောပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရိန္ဒရာမိုဒီကတလင်းလာနေ့မှာရုံမြန်တင်ကြားတဆင့်နိုင်ငံတော်ကိုမိန့်ခွန်းပြောကြားရာမှာပါကစ္စတန်ဟာအကြမ်းဖက်ဝါဒကိုတိုက်ဖြတ်ရမှာကုညင်ပေးရမယ့်အစားတိုက်ခိုက်ဖို့ရွေးချယ်ခဲ့လို့ပြောကြားလိုက်ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ဟာဗုဒ္ဓဂုနဲ့မှာကုလသမဂ္ဂအကြီးအကဲအန်တိုနီယိုဂူဒါရက်စ်နဲ့ တယ်လီဖုန်းကနေတဆင်းဆွင်းနေခဲ့ပြီးဒေတာရင်ငင်းချမ်းရဲကိုချင်းချောက်နေတဲ့အိန္ဒိယခေါင်းဆောင်ဘိုင်းရဲ့ရန်လိုတဲ့မှတ်ချက်တွေအပေါ်သူ့ရဲ့စိုးရင်ပူပယ်မှုတွေကိုဖော်ပြခဲ့လို့ပါကစ္စတန်ဝန်ကြီးချုပ်ယုံကကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။